ုတို့ကအသေးစိတ်မပြောနိုင်ပြောမထိဘူးကြာပြန်ဆိုတာအေးဟိုနားလာတော့ဒီ online နော်ဈေးရောက်ဈေးဝယ်တယ်နော်နောက်ပြီးတော့ online အော်လိစားတယ်ဝယ်လေဒီတစ်ခါတလေကျွန်တော်တို့ဖမင်းစားတာကြည့်တာသူတို့လေတာကျွန်တော်မသိဘူးသူတို့ဘာလေလဲသူတို့ကွန်ပျူတာဆင်းမှာထိုင်ပြီးတော့ဘာလေမလဲကျွန်တော်လည်းကြည့်မတောက်ဘူးလေအဓိကပြောမယ်ဆိုရင်ကျွန်တော်လည်းညံ့တော့ဗျာညံ့ကြီးတော့ဟိုကပါရကျွန်တော်တို့လက်ရီဆူလာတယ်ကျွန်တော်တိုင်းသားလူမျိုးတွေ နော်ပညာရေးနိုင်ကြလို့လားဟိုမြင့်မှမလို့ပြောဘူးဟိုတမ်းမရေးမဖူလုံလားမဟုတ်လားအဲသူဟိုဖူတော်မလို့ပြောဘူးဗျာဥမာပညာရေးအသည့်တွေတမ်းမရေးအသည့်တရားတွေဟိုမြင့်မှလုပ်ပေးမယ်ဆိုလို့ဒီဒေါသကျော်လုပ်ပေးရမလဲနော်ဒီကနေ့ကျွန်တော်ဟိုဟိုလက်လီရှုလာတဲ့အတွက်ကြောင့်ကျွန်တော်ပညာရေးဟိုနေကြတဲ့ပုံမူတည်ပြီးတော့ဒီဥစ္စာဒါစိုးစမ်းနေလို့ပါဒါရာဇူးမှုဟိုဆက်ရတော့ဆိုတာဒါကျွန်တော်တို့ကဟိုတကယ်တမ်းဟိုနားမလဲလို့ဟိုလုံးမိတာလေအခုနားလည်ပြီလို့စူးပြီလို့ ဲ့ဒါဆရာတို့ပြန်ခေါ်လို့ရတယ်နော်ဆရာတို့လက်တစ်ခါတလေဟိုတရင်သမားတွေဟိုတယောက်ခေါ်ခြင်းနဲ့ဒီနှစ်ယောက်ခေါ်ခြင်းနဲ့အဲအဲ့ဒါဒီလည်းရှိတယ်အခေါ်ခြင်းနဲ့ဆိုခေါ်နော်ဆရာတို့တယောက်ခေါ်သွားဆိုလဲကျွန်တော်တမင်းညမင်းနဲ့တပူနှစ်ပူသက်သာဒီလူတွေကနှစ်ပူမစားအောင်ကျွန်တော်ရှင်းတယ်အဲအဲဒါဆိုနှစ်ယောက်ဆိုနှစ်ပူသက်သာမယ်နော်ဒီအချိန်မှာဆရာတို့လည်းဟိုမသိသူ့မိဘဆွေမျိုးအတိုင်းဝိုင်းနေတော့တို့ကျောင်းနေတဲ့ဆရာတို့နဲ့ဆက်ဆံမှုရှိလို့မဟုတ်လားအခုညတောင်းရလဲခေါ်ခြင်းလဲခေါ်ဗျာနော် ိုတို့ဆရာတို့ပြောတဲ့ဒီလုပ်ငန်းရှင်ကုမ္ပဏီပေါ့ဗျာကျွန်တော်ကကုမ္ပဏီခေါ်တယ်သူတို့ဒီလိုတွေကသူတို့ကုမ္ပဏီတခုတည်းမှာကုမ္ပဏီကိုယ်ရေသူတို့ဖွဲ့ထားတယ်ကုမ္ပဏီဆိုတော့ကုမ္ပဏီကဥပမာကျွန်တော်ကကုမ္ပဏီကြီးတယောက်ကုမ္ပဏီကကျွန်တော်ဆောက်ဦးပြီးတော့ဥပမာဆရာကလူ90ငားပြီးတော့ဥပမာကွန်ပျူတာကလုံး90ဝယ်မယ်အဲဆရာကလုံး90ဝယ်မယ်အဲ့ဒီအဲ့ဒီကုမ္ပဏီကိုသူကပြန်ငားတယ်သူကကျွန်တော်တို့ကသူတို့ပြောနေတဲ့ကုမ္ပဏီထဲမှာလူတွေရိုက်တယ်ညှိစေတယ်ကျွန်တော်မရရပါဘူး အဲသူလည်းပြောကျွန်တော်မလုပ်ဘူးကျွန်တော်မှားရတယ်သူတို့ပြောတာရှိတယ်ဒါမရိုက်ကြလားရောဒီမှာဟို Google မှတ်သားနဲ့နော်အဲလက်ရှိနော်သူ့ရဲ့အခန်းနံပါတ်ဘလောက်နဲ့အဲအဲ့ဒါကျွန်တော်ပြအောင်ဆိုသူတို့လည်းချက်ချင်းပြန်စာပေးတယ်ဒါသူတို့ချင်းချင်းမောင်းထုတ်တယ်ခုနပြောလို့လေဟိုနင်းငါမှားရပြီနော်မင်းမလုပ်နဲ့သူတို့ချင်းချင်းလည်းဒီသူလုပ်ငန်းတွေဖုန်းပြီးတော့မောင်းထုတ်တာရှိပါတယ်အဲ့ဒါတွေလည်းရှိတယ်သူတို့ချင်းချင်းဒါကျွန်တော်တို့တကမ်းပေါ့ဘူးအဲ့တော့ကျွန်တော်တို့ကကြားရတာတော့ဟုတ်ကဲ့ဟုတ်တယ်။နောက်ပိုင်းကျတော့ဒီလူတွေအတင်းအဓမ္မမှန်သမျှအခေါ်ဟို ပြထုတ်မယ်ဆိုပြီးတော့သူတို့ live မြန်မြန်ပြီးတော့ဟိုတင်းတော့ဗျာအော်ဒီလိုလောက်ပေါ်လို့နီးဒီလိုအတိုင်းတာတော့ကျွန်တော်တို့ဟိုလုံးဝလက်ခံဘုံမရှိတော့ဘူးတော့မရှိတော့စီကန်းတစ်ခုနဲ့ပေါ့ဗျာအဲဥမဒီအလောက်ရုံကနော်ဒီလိုပဲဟိုလောင်းပိတ်ပြီးတော့နော်လူကိုရောင်းဝယ်ဂုံကူးပြီးတော့ခိုင်းနေမယ်ခိုင်းပြီးတော့ပြဿနာမရဘူး ကျင်းနဲ့တို့နေမယ်ဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းနဲ့ပါတော့လုံးဝမတို့ကွာမင်းဘလောက်ပဲရင်းနှီးမြှောက်နေမင်းဘလောက်ဆုံးဆုံးမလို့ငါမတို့ဘာဖြစ်လဲဆိုတော့အရင်ကတည်းကသူတို့ဒီလိုမမှားရဘူးဒီလိုမပြောရဘူးဒီလိုလုံးမှဆိုတော့မင်းမတွေ့တဲ့အတွက်ကြောင့်ပေါ့လေအခုကမြင်လဲမြင်ပြီးတွေ့လဲတွေ့ပြီးသိလဲသိပြီးဆိုတော့ဒီတန်းတော့မပြေလောက်တော့ဘူးနော်အဒီဥစ္စာကခုနဒီဟိုတယ်လုံးလုံးမလားဒါမှမဟုတ်မွမြူရေဟိုလုံးလုံးမလားအဒီအဆောက်တော့ဖြတ်လိုက်လဲနေမျောတယ်လေဖြတ်မယ်ဆိုလဲကျွန်တော်နေနဲ့ဖြတ်လို့ ်ပစ္စံလည်းဟိုမခံနိုင်ဘူးဖြတ်ရင်ပါလေဒီဆောက်ရကျွန်တော်ထင်တယ်ဟိုတမ်းမှာကျွန်တော်တို့အိမ်ဆောက်ပြီးဖြတ်လို့ဖြတ်လို့မရဘူးဘာဖြစ်လဲကားနဲ့ဟိုပါလေဘက်ဖိုးလားပေါ်လီစားလားမသိသူများဟိုညီကြီးကြော်သလိုဖြတ်လို့ကားကြီးကားငယ်နဲ့ဟိုဖြတ်မှရမယ်နော်ကြုံတော့အစိုးရလည်းဖြတ်ရင်တော့ဟိုရရမသူကားကောင်းသူကားရှိရင်တော့အဲကျွန်တော်နဲ့ဒီဟိုရှိတဲ့တူနဲ့လွှားနဲ့တော့ဖြတ်တော့ဖြတ်လို့မရအောင်သူတို့ဆောက်ဦးကြ ိစင်တဲ့စိတ်မဟုတ်ဘူးဒါပေမဲ့သူလိုရင်းမဲရက်ဆက်ကြမ်းကြောက်တာတော့ကိစင်တယ်ပြောလို့ရမယ်မဖြစ်နဲ့အခုကျွန်တော်ပို့တော့မှမတုံလို့ပဲဘယ်လိုကိစင်လဲနော်လူတွေထောင်နဲ့အရှိတပ်ပို့ရှိတယ်ဆရာရဲ့နော်အေးဒါပေမဲ့သူလိုဆရာတို့ပြီးတဲ့ပတ်အခုဆိုဆရာတို့ကြည့်လိုက်နော်အရင်ဆိုတန်တန်ချက်တွေနဲ့အခုသူတို့အိတ်ချွတ်ခိုင်းလိုက်တန်တန်ချက်ရှိသေးလားနော်အေးအဲ့ဒါဆိုအဲ့လိုရှင်းစဲတဲ့တန်တန်ချက်ရှိသေးလားဆရာတို့သူတို့ကုန်နဲ့စမ်းစစ်ပြီးမေးကြည့်ပေါ့ဗျာနော် ော်လက်ရှိဒီမှာကျွန်တော်ဘုံမှုချုပ်ဟိုစိုင်းကြော်လာအနေနဲ့ तू ကဖုန်းလားဟိုရှင်းဖို့ဟိုမှာဒီသုတ်ခေါ်ပြီနော်သုတ်ထပ်ပုံမယ်ဒီကဲဟိုနေဦးရှိများမယ်အခုဒီသုတ်တော်မှဟိုပို့လို့မရဘူးဆိုတော့ဒီလိုတလားတော့ကြာမယ်အေးကြာမယ်ဆိုဖုန်းလားသူရှင်းထုတ်ဖို့ဆိုတာကျွန်တော်ထင်တယ် तू လည်းမျက်ရည်ဘူးကြီးတော့ကြာမယ်တို့တို့အရှင်မပြေဘူးဆိုတာကတော့ဒီကဲပြေလို့ကျွန်တော်လုံးမထဘူးအဲတို့တို့ပြန်ရအောင်ဆိုပြီးတော့ကျွန်တော်တို့အရှင်ပြန်အောင်လုပ်ပြတယ်ပဲရှိတယ်အဲနောက်မှတော့တို့တို့ထမင်းတနက်ပဲစားရတယ်ပြောရဆိုတာ တကယ်တော့ဟုတ်မဟုတ်ဆိုတာသူ့အကူတိုင်းမြေနော်သူ့အချင်းပြေတာဘာအချင်းပြေတာလဲနော်哦သူတို့ကြေထောက်တာကျွန်တော်ဒီမြန်မာနိုင်ငံသားတိတိမိလာတာတော့မတွေ့ဘူးဒါပေမဲ့ဟိုထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားတွေလာပြီးတောင်းတော်လို့ရှိတယ်အဲထိုင်းမှာရှိတယ်လေအဲမြန်မာနိုင်ငံသားတွေကလေအဲလာပြီးတောင်းကိုကျွန်တော်မြန်မာနိုင်ငံကျမနေပြီးတော့ဟိုလက်ကေထုတ်ပြီးလာတောင်းတော်တော့မရှိလို့ဘူး ဟိုထိုင်းမှာရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့လေအေးသူတို့ကဟိုပရာဟိတလုပ်ငန်းလားနော်ဘယ်ဟိုဘယ်ဟိုလူမှုကေဇေးလုပ်ငန်းလားအေးအဲ့ဒါသူတို့ပြောမှာကျွန်တော်လည်းမမှတ်မိဘူးလားအေးအဲ့ဒါနေကြတော့အဲ့ဒီလူတွေလာကျတာရှိတယ်ဒါပေမဲ့လူမျိုးတွေဘောပါလေမြန်မာနိုင်ငံသားပဲဒါမြန်မာနိုင်ငံမှာနေပြီးတော့အဲ့လိုလာတောင်းတာတော့လာကြည့်တာတော့တိတ်မရှိဘူးကြာနော် จาဖြတ်ဆိုင်ကကျွန်တော်တို့ဟိုနေမြေထဲမှာဒီမှာပဲရှိတယ်เนาะနောက်ပြီးတော့ဟိုဝယ်လီမှာတခုရှိတယ်ဗောဗျာဝယ်လီမှာတခုရှိတယ်ဥမာဒီဘလူးတို့ဘာတို့ကြတော့ဘာဖြစ်လဲဥမာဟိုဒီ BGL လဲရောက်တယ်နော်အရင်ဆိုတက်လေရောက်တော့ဗောဗျာအခုကတက်မရှိတော့ဘူးဗောနော်အေးအဲ့ဒီမှာကျတော့အသိပဲပြောမဆိုရင်အဲ့ဒီမှာတော့ဟိုသူများနဲ့ဆိုင်မပြောစပါဗောဗျာပြောမဆိုရင်နော်အေးဖြားတော့သူအချင်းနေသူများမောက်တက်တော့ကျွန်တော်ဓာတ်ပုံပဲတွေ့တယ်ဟိုဒီဝေးတယ်ကျွန်တော်တို့နဲ့ကြလားအေးသူတို့လည်း ဟိုဒီစီပိတ်တဲ့နောက်ပိုင်းမှာကလေမနှုတ်တေုပ်ဒီကြောင့်ငါတို့စီပိတ်ခံရတဲ့လူလူတွေဟိုអော်တဲ့ရတော့လေကျွန်တော်ကြည့်တာသူတို့ပြပြန်ပြီးတော့